တော်ရရှင်တဲ့အားလုံးတာလီကျပါ Development Media Group DMG ရဲ့2025ခုနှစ်ဧပြီလ25ရက်နေ့အတွက်သတင်းအသံထောက်လွှင့်မှုကိုစတင်ပါတော့မယ်။ဒီကနေ့အစီအစဉ်မှာတော့ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီး A Think Bay နေရာတွေကိုစစ်ကောင်စီထိုးစစ်ဆင်တိုက်ခိုက်နေတဲ့သတင်းစစ်ကောင်စီကအပိတ်ရဲ့ဂျင်ညာပြည်တဲ့နောက်ရခိုင်မှာစစ်ရဲတိုက်ခိုက်မှု၄၉ကြိမ်အထိပြုလုပ်ခဲ့တဲ့အကြောင်းကြောက်ဖြူရင်းနှံတောင်ရွာကိုအသေးခံတရုံနဲ့ စစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စပေးရှောင်းမျိုးသမီးတအူးသေဆုံးတဲ့တံတန်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တံတန်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအစည်းအဝေးကိုကျွန်တော်အောင်သူရနဲ့အတူမဖြူဖြူအေးမမြင်းမြင်းတို့ကပူပေါင်းတင်ဆက်သွားမှာဖြစ်ပါတယ်။ ပထမဆုံးသတင်းပုတ်အနေနဲ့ကြောက်ဖြူတက်ပွဲပြန်ထန်နေပြီးတော့အေးသင်းပိတ်ထားတဲ့နေရာတွေကိုစစ်ကောင်စီထိုးစစ်ဆင်နေတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အာရခတ်တပ်အေးတို့ကြားနှစ်ဖက်တက်ပွဲတွေဟာပြန်ထန်နေပြီးစစ်ကောင်စီဘက်ကအံအံအလုံးအယင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့မြေပြေသတင်းရမျက်တွေစီကသိရပါတယ်။ဒီကိတဲ့ AB လာဆန်းဘိုင်းကစပြီးတော့ဒီကနေ့အရှင်ထိအာရခတ်တပ်ထင်းရှောက်ထားတဲ့နေရာတွေကိုစစ်ကောင်စီဘက်က စစ်ကြောင်းတွေဖြန့်ကျက်တက်ခိတာအန်အန်အလုံးအယက်နဲ့ထိုးစစ်ဆန်တက်ခိတာတွေကိုပြုတ်လောက်နေတာဖြစ်ပါတယ်။ဒါပြန်ဘင်္ဂလားပင်လယ်အော်နဲ့တန်စိတ်မြကျိုးမှာနေရာယူထားတဲ့စစ်ကောင်စီရဲ့စစ်တမ်းဖုံးခနစ်စီကနေပြီးပြစ်ကူတက်ခိတာတွေနဲ့အတူလင်းရင်ဒီရုံတွေအပြင်ဆက်တက်လေထွေးတင်တာပါတွန်းတန်းချင်းချင်းအသုံးပြုပြီးတက်ခိလာနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာအေထင်းချုပ်စုံမထားတဲ့လက်ခမောမလာကျွန်းနဲ့ ကျန်းချစ်ကြီးရွာတွေကိုထိုးစစ်ဆန်တက်ခိုင်နေပြီးအဲ့ဒီရွာတွေရဲ့နေရာအနှံ့အပြားမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေရာယူထားတယ်လို့သိရပါတယ်။ကျန်းချစ်မလာကျွန်းနဲ့လက်ခမိုကြီးရွာအပြင်ကြောက်ဖြူဒေသမှာလက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့တိုက်ပွဲနေရာတွေဟာစစ်ကောင်စီရဲ့တပ်စခန်းတွေနဲ့တရုတ်စီမံကိန်းတွေကိုထိန်းချုပ်ဖို့အရေးပါတဲ့နေရာဖြစ်ပါတယ်။ဒီကိစ္စရဲ့ရပိုင်းအတွင်းကြောက်ဖြူမြို့နယ်မှာတိုက်ပွဲ၄နေရာအထိဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီကအပြည့်အကျညာပြီးနောက်ရခိုင်မှာစစ်ရေးတိုက်ခိုက်မှု406ကြိမ်အထိပြုလုပ်တဲ့တည်င်းကိုလည်းပြောပြပေးမှာပါစစ်ကောင်စီကယာယီအပြည့်အကျောင်းကျင်ညာပြီးတဲ့နောက်ရခိုင်ပြည်အတွင်းမှာစစ်ရေးတိုက်ခိုက်မှု406ကြိမ်အထိပြုလုပ်ခဲ့တယ်လို့လူသက်ချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယုံ HDCO ကဧပြီလ24ရက်နေ့မှာထုတ်ပြန်ပါတယ်စကိုင်းတိုင်းနဲ့မန္တလေးတိုင်းကိုဗဟိုပြုတဲ့အင်အားပြင်းမြင်ကလင်းလှုပ်ခတ်ပြီးနောက်စစ်ကောင်စီကရေပောင်း20အရာကြီးအပြည့်အခက်ရက်စေးကြောင်းဧပြီ2ရက်နေ့မှာကြေညာခဲ့ပါတယ် ်စစ်ကောင်စီကအပြည့်အကျညာချက်ကိုလေးစားခြင်းမရှိဘဲဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အတွင်းကြောက်ဖြူတောင်ကုတ်ကြောက်တော်စစ်တွင်နဲ့ပေါတော့မြို့နယ်တွေကိုပြစ်ခတ်တိုက်ခိုက်မှု၄၉ကြိမ်အထိပြုလုပ်ခဲ့တာဖြစ်ပါတယ် စစ်ရေးတိုက်ခိုက်မှုတွေပြုလုပ်ရမှာတိုက်လေယာဉ်နဲ့လေကြောင်းတိုက်ခိုက်တာ drone နဲ့တိုက်ခိုက်တာစက်တက်လက်ကြီးတွေနဲ့တိုက်ခိုက်တာရေတပ်အသင်းဖွဲ့နဲ့ပြစ်ခတ်တာလက်နက်ကြီးပြစ်ခတ်တာတွေပါဝင်ပါတယ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အခြေသက်တယောက်သေဆုံးပြီး28ယောက်ဒဏ်ရာရရှိခဲ့ပါတယ်ဒဏ်ရာရသူတွေထဲက9ယောက်ဟာအသက်9နှစ်ကနေ16နှစ်ကြားရှိတဲ့ကလေးငယ်တွေဖြစ်ကြပါတယ် ဒါအပြင်နေအိမ်20လုံး၊ဆိုင်နဲ့ဆိုင်နဲ့ဘတ်တရဲအဆောက်အဦတစ်ခုအပါအဝင်အဆောက်အဦတွေလည်းပျက်စီးသွားခဲ့တယ်လို့ HDCO ကဖော်ပြထားပါတယ်။အခုလိုစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုကြောင်ကြောင်တင်းတင်းရှုပ်ထောက်တာဖြစ်တယ်လို့ HDCO ကမှတ်ချက်ပြုထားပါတယ်။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ကျောက်ဖြူရင်းနယ်တောင်ရွာကိုအသေးခံ drone နဲ့စစ်ကောင်စီဘုံကျဲခဲ့တာကြောင့်စစ်ပီးချောင်းအမျိုးသမီးတအူးသေဆုံးတဲ့တဲ့တင်ကိုလည်းပြောပြပေးရှင်ပါတယ်။ရခိုင်ပြည်ကျောက်ဖြူမြို့နယ်ရင်းနယ်တောင်ကျဲရွာကို စစ်ကောင်စီကမနေ့ကနင်းလေ3နာရီလောက်မှာအသေးခံ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စစ်ပီးဆောင်တက်ကြီးပန်းအမျိုးသမီးတို့ဦးတေဆုံးပြီးဒေသခံတို့ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တေဆုံးသွားသူမှာကြောက်ဖြူမျိုးနယ်ကလဘာကျရာကဒေါ်မိုင်းရင်နှုံ62နှစ်ဖြစ်ပြီးရင်းနယ်တော်ကျရာကဦးလားဆန်ရဲ့နေအိမ်မှာစစ်ပီးဆောင်နေစဉ်ဘုံစားထိမှန်ပြီးတေဆုံးသွားတာဖြစ်ပါတယ်။ဒါပြင်ဘုံပေါက်ကွဲတာကြောင့်အသက်86နှစ်အရွယ်ဦးလားဆန်မှာလည်းဒဏ်ရာရရှိသွားခဲ့ပါတယ်။ စစ်ကောင်စီကအသေးခံဒရုန်းတွေအသုံးပြုပြီးရေနံတောင်ကျွာကိုတုံးကျင်တိုင်တိုင်ဘုံကျေးတိုက်ခိုက်ခဲ့တာဖြစ်ပြီးရေနံတောင်ကျွာကနေတချို့လေးဘုံစားထိမဲ့ပျက်စီးသွားတယ်လို့သိရပါဗျ။ပြီးကြတဲ့မက်လ28ရက်ကလည်းကြောက်ဖြူမျိုးနဲ့ကလဘာကျွာကိုစစ်ကောင်စီကဒရုန်းနဲ့ဘုံကျေးခဲ့တာကြောင့်ကလဘာကျွာကနေတဆောင်နဲ့ကာဒစီမင်းလောင်ပျက်စီးသွားခဲ့ပါဗျ။ကြောက်ဖြူတိုက်ပွဲကာလအတွင်းစစ်ကောင်စီကဒရုန်းကိုအတိအကအသုံးပြုတိုက်ခိုက်နေတာကြောင့်အရသာထိခိုက်သေးဆုံးတာတွေပြင်နေမင်းလောင်ပျက်စီးတာတွေလည်းမြင့်တက်နေပါဗျ။ ။တရန်တွေကိုဆက်လက်တန်ဆက်ပေးနေပါတယ်။ပကံကလေးစခန်းကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတို့ဦး SAF ထံမှအလန့်ဝင်တဲ့အကြောင်းကိုတန်ဆက်ပေးချင်ပါတယ်။ရခိုင်ပြည်နယ်မကွေးတိုင်းကိုဆက်သွယ်ထားတဲ့တောင်ကောက်ပတောင်လမ်းပိုင်းအနီးမှာရှိတဲ့ပကံကလေးစခန်းကစစ်ကောင်စီတပ်သားတို့ဦးဟာကျောင်းသားလယုံတက်တော်ထံမှလက်နက်ရှာအညက်ခံအလန့်ဝင်လာတယ်လို့ SAF ကမနေ့ကထုတ်ပြန်လာပါတယ်။အဲ့ဒီတပ်သားဟာအသက်23နှစ်အရွယ် ကိုမင်းခန့်ဖြစ်ပြီးတော့2024ခုနှစ်မေလအတွင်းကရန်ကုန်တိုင်းတန်လျံမြို့နယ်မှာရှိတဲ့သူရဲ့နေအိမ်မှာပေါ်တာဆဲခံရတာဖြစ်ပြီးအတန်းအဓမ္မစစ်သားစုဆောင်ခံရသူတို့လို့သိရပါတယ်။အလန်းဝင်ရလာတဲ့ကိုမင်းခန့်ဟာပြည်သူစစ်မှုထမ်းအပတ်စဉ်လေးစစ်တပ်တန်းဆန်းဖြစ်ပြီးတော့စကခ30ခမရ365တန်ရန်တွေမှာတာဝန်ထမ်းဆောင်ခဲ့ရသူဖြစ်တယ်လို့အဲ့ဒီထောက်ပြရှင်းမှပြောထားပါတယ်။ဒီကရက်2025ခုနှစ်ဖေဖော်ဝါရီလအတွင်းက တန်ကောက်ပတောင်းလမ်းမအနီးရှိလင်းအင်စုစခန်းတိုက်ပွဲဖြစ်စဉ်ကလည်းအေရဲထိုးစိမ့်တွေကြောင့်စစ်ကောင်စီဘက်ကအကြွှုံးများခဲ့တယ်လို့ဂုံမန်းခန့်ကပြောထားပါတယ်။လင်းအင်စုစခန်းတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဂုံမန်းခန့်ဟာအဖို့တရားနဲ့အတူထွက်ပြေးလမ်းမြောက်လာပြီးတော့ SAF မှာအလန်းဝင်လာတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်သားတွေဟာစိတ်ရှုံအထိနာလာတဲ့နဲ့အများထွက်ပြေးသူတွေနဲ့တွလရင်အဖွဲတွေထံမှအလန်းဝင်သူတွေများပြားလာနေတာဖြစ်ပါတယ်။ ိုးထဲမှာတွေ့တဲ့ဘုံတီးကိုဆွေးနှုတ်ကြည့်ရကပောက်ကွဲမှုဖြစ်ပြီးတော့တောင်ကုန်းဒေသခံတဦးတင်ဆုံတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးချင်ပါတယ်။ရခိုင်ပြည်တောင်ကုန်းမြို့နယ်ဇေဒီဝင်းကျေးရွာကဒေသခံတယောက်ဟာတိုးရှင်းလင်းနေစဉ်တွေ့ရတဲ့မပောက်ကွဲသေးတဲ့စစ်ကြံဘုံတလုံးကိုဆွေးထုတ်ကြည့်ရကနေပောက်ကွဲမှုဖြစ်ပြီးတော့တင်ဆုံသွားတယ်လို့သိရပါတယ်။တင်ဆုံသွားသူဟာဥမ္မောင်သိန်း၄၅နှစ်ဖြစ်ပြီးတော့သူဟာမနေ့ကမနေ့၈နာရီခွဲလောက်မှာတာဖြစ်သူနဲ့အတူ အရင်စစ်ကောင်စီယာယီစခန်းရှာနေထိုင်ခဲ့တဲ့နေကြိမ်တောင်အနီးမှာတိုးရှင်းလင်းဖို့တွားရောက်ခဲ့ပါတယ်တိုးရှင်းနေစဉ်မှာမပောက်ကွေးသေးတဲ့စစ်ကြံဘုံးတီကိုတွဲပြီးဆွေးနှုတ်ကြည့်ရကနေပောက်ကွေးမှုဖြစ်ပြီးတော့ဥမောင်းသိရင်ခေါင်းမှာပွင့်ထွက်သွားတဲ့အပြင်ညာဘက်လက်မှာလည်းပြတ်တောက်သွားပြီးနေရာမှာပင်တည်ဆုံသွားခဲ့ပါတယ်ရခိုင်မှာအရင်ကစစ်ကောင်စီစခန်းရှာနေထိုင်ခဲ့တဲ့နေရာတွေနဲ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ ဒေသခံတွေလောက်ကင်စားတောက်တဲ့အခါစစ်ကြံလင်းတဲ့အန်ဒီရီတွေကိုရင်ဆိုင်နေကြရပါတယ်။အရခတ်တက်တို့ကသူတို့သိမ့်ပိုက်ထားတဲ့နေမြေတွေမှာဒေသခံတွေပြန်လည်နေထိုင်နိုင်ရေးအတွက်မိုင်းရှင်းလင်းရေးတွေလုပ်နေပေမဲ့စစ်ကြံလင်းတဲ့နဲ့စစ်ကြံမိုင်းတွေကြောင့်ရခိုင်ဒေသခံတွေမှာကိုလဲအင်ကဆုံးရှုံးတာနဲ့အသက်သေဆုံးတာတွေဇေတိုက်ရှိနေပါတယ်။နောက်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးချင်ပါတယ်။မွတ်စလင်ဒုက္ခသည်တွေနေရပြန်ရအတွက်အကူအညီပေးဖို့ကာတာကိုဘင်္ဂလားဒေ့ရှ်အကူအညီတောင်းတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာနှိပ်ပေါင်းများစွာတောင်းတနေကြတဲ့မွတ်စလင်ဒုက္ခသည်တွေနေရက်ပြန်ပေါ်နိုင်ရက်အတွက်မြန်မာအပေါ် PR ပေးဖို့ကာတာနိုင်ငံကိုဘင်္ဂလားဒေ့ရှ်ဂျာဖြတ်အစိုးရအကြံဖွဲ့အဖွဲ့ခေါင်းဆောင်ဒေါက်တာမိုဟာမက်ယူနက်ကပြောကြားလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြချက်တွေအရသိရပါတယ်ကာတာနိုင်ငံဒိုဟာမြို့မှာ2025ခုနှစ်အပြီလ23ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒုက္ခသည်အရေးစကားဝိုင်းဆင်းရဲပွဲတရက်မှာဒေါက်တာယူနက်ကအခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်ကာတာအနေနဲ့ဒုက္ခသည်အရေးကိုကုညီဖြေရှင်းရမှာ သူရဲ့ဖိအားပေးထောက်ခံမှုကိုခိုင်ခိုင်မာမာပြသနိုင်တယ်လို့အင်စနမနိုင်ငံတွေအဖွဲ့ OIC မှာအဖွဲ့အပြည့်လဲရန်မုံငွေပေါ်ရှာပေးနိုင်တယ်လို့ဒေါက်တာယူနက်ကဆိုပါတယ်ကာတာဟာလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့တောက်ခတဲ့အတွက်ဆေးဝါးကျညာရဲ့အထောက်ပံ့ပစ္စည်းတွေရှက်ပြောင်ရေးသုံးတံငွေအိုးစတဲ့အကူအညီပေးအပ်နေပြီးအကူအညီလက်ခံရရှိသူဒေါက်ခတဲ့နှစ်သိန်းကျော်အထူးရှိတယ်လို့မိုဟာမက်ယူနက်ရဲ့ပြောကြားချက်တွေအရသိရပါတယ် ဒါကြံဒုက္ခတွေပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်မြန်မာကတောင်းဝန်ခံခံရဟာလေယုံကြည်မှုတင်ဆောက်ရအတွက်အထူးအရေးပါတယ်လို့ပါမခယူနယ်ကပြောကြားခဲ့ပါတယ်ဒီကနေ့တဒန်းအတန်ထုံးလိုက်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာလိုက်ပါတယ် ရခိုင်ပြည်တန်းကတန်းအကြောင်းရတဲ့အပါအဝန်တခြားဒေသကတန်းတွေနဲ့ပတ်သက်လို့ DMG တန်းဌာနကတန်းတွေပေးပို့ရှင်တယ်ဆိုရင်တော့ plus 66ချစ်သူများကို643 633ကိုလုံချုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ဒီစီဇန်ကိုတလန်လာနေ့ကနေစနေနေ့တဲ့အထိည၈နာရီအရှင် DMG ရဲ့ Facebook စာမျက်နှာနဲ့ sunglow.com မှာ DMG online radio လို့ရှာပြီးနှာစင်နေပါတယ်နောက်တော့ဆန်တဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ